င်္ဂလာသီးရှင်ရခိုင်ပြည်ရှိဒုက္ခသည်စခန်းများတွင်လှူရှားနေကြသည့်အမျိုးမျိုးသောလက်နက်ကင်အုပ်စုများ၏ထုတ်ပြန်ချက်များသတင်းမီဒီယာများနှင့်သတင်းကိုအခြေခံ၍ Inside the Line ကပေါ်ပြလျက်ရှိပါသည် 2025ခုနှစ်တွင်အာဆာအဖွဲ့၏ခေါင်းဆောင်အလားသတင်းထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့ပြီးနှစ်သစ်ကုနှစ်သတင်းစကားတွင်အရခတတော်အေအေကိုမော့ပါတီများဟုရှင်ညွန်းကအမြင့်ပြည့်ရှင်လင်းရန်သူ၏နောက်လိုက်များကိုတိုက်တွန်းထားပါတယ်ထို့အပြင်အရခတတော်သည် အရခတီတော်သူတို့ပိုင်သည်ဟုမဟုတ်မမှန်ပြောကြားနေကြောင်းဆွဆွဲထားပါတယ်သူပြောခဲ့သည့်စကားများမှာလည်းအထိပယ်ကောက်လွဲစရာမရှိလောက်အောင် ရှင်းလင်းနေခဲ့ပါတယ် တီမော့ဘာဂီရေးဟာမူတာစကားလိန်လယ်လက်ဖြာမှုတွေနဲ့အာရကန်ဟာသရိုးပိုင်တဲ့အမည်ဆိုပြီးမဟမမန်ပြောဆိုနေကြပါတယ်။မင်းတို့အနေနဲ့မော့တွေကိုပိုပြီးပြပြတသားနဲ့ဆက်လက်ရှင်ဆိုင်ပြီးပိုပြီးပြပြတထန်တိုက်ခိုင်းမှုတွေကိုလှုပ်ဆောင်ကြလိမ့်မယ်လို့ငါယုံကြည်တယ်။အလားရှင်မြန်ကောင်းချီးပေးပါစေ။အနာဂတ်မှာမင်းတို့ဟာရန်သူတွေကိုအပိသက်တိုက်ခိုက်ပြီးအနိုင်ယူကြလိမ့်မယ်။ဟုပြောဆိုခဲ့ပါတယ်။ ုတပလောင်စခန်းရက်ကတ်တွေ့တဲ့ဒီဇင်ဘာ25ရက်နေ့လူစုလူဝေးပြုလုပ်ရနိုင်အတူလာဤတိုက်တွန်းချက်များမှာချမ်းဖတ်လောက်ရများကိုပုံမလုံးဆောင်ရတိုက်တွန်းချက်များဖြစ်နေပြီး ARSA RSO ARA Islami Mazar နဲ့ ENDF စသည့်အကြံဖက်အဖွဲ့များ၏ကိုယ်စားလှယ်များတယောက်ကြားကထောင်နေချီတော်ဒုက္ခသည်များကိုမိန့်ခွန်းများပြောကြားခဲ့ပါသည်ဒီဇင်ဘာလ25ရက်နေ့မွတ်စလင်များစုဝေးခြင်း ဒီဇင်ဘာ25ရက်နေ့ဒုက္ခသည်စကက်ရှိလူစုလူဝေးပြုလုပ်ခြင်းသည်လူဝင်ရဖြစ်သားမကအရေးတင်းမှုကိုလည်းပြသနေသည့်ဖြင့်ထူးခြားသည်ဟု ဆိုရပေမည် ARS နှင့် RSO အပါဝင်မင်္ဂလာသည်ရှိအာဏာပိုင်များကရာဇဝတ်အုပ်စုများအပြင်တမန်ခံထားရသည့်အုပ်စုများကို လူထုနှင့်ထိခွင့်ပေးထားပါသည် ဟောပြောသူတယောက်ပြီးတယောက်ပွဲချင်းပခဲ့ရသည့်အတွက်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကိုကျေးဇူးတင်စကားဆိုကြတော်တဲ့လူစုလူဝေးပြုလုပ်ချင်းရည်ရွယ်ချက်မှာကအရက်ခတ်တော်ကို ပြတ်မှတ်ထားရန်တွတ်တာဖြစ်သည်ဤလူစုလူဝေးပြုသည့်အခါပြောကြသည့်မိခွန်များကမွတ်စလင်လှရှားမှုအတွင်အကွဲပြားများနှဆိုင်စွာရှိနေသည်ကို ပြသနေခဲ့ပါသည် အကြောင်းရင်းမှာစစ်သွေးကြွအုပ်စုများသည့်ဘာသာရေးအဆုံးမများတဲ့အချမ်းဖက်နီများကိုနှစ်ဆတူရေလှူလာသည့်အတွက်ကြောင့်ဖြစ်ပါရယ်အောက်တွင် ARSA RSO နှင့် ARA တာဝန်ခံများ၏မိကွန်းကိုသုံးသပ်ပြထားပါရယ်ဘာသာရေးဆိုင်ရာနောက်ခဘတော်များနှင့်အဆုံးမများကဖားဖြစ်ရန်သူကိုတတ်မှတ်ခြင်းမိခွန်များတွင်ထက်ခါတလဲလဲပြောနေသည့်အကြောင်းမှာအရက်ခတတော်ကိုကဖားအဖြစ် ဖုံဖော်ခြင်းဖြင့်ဖြစ်သည်ကဖာဟူသည်ဝဟာရာမှာအစ္စလာမ်ဘာသာကိုမယုံကြည်သူများအတွက်အသုံးပြုသည့်ဝဟာရာပင်ဖြစ်သည်။အာစာကောင်းဆောင်တဦးဖြစ်သည့်လူတယောက်သည်သူတို့၏တိုက်ခိုက်မှုကိုဘာသာရေးစပွဲတစ်ခုအဖြစ်ဖော်ပြခဲ့ပါသည်။ အာဇာရဲ့မူဂျာဟစ်တင်တိုက်ခိုက်ရေးသမားတွေဟာအာရကန်ဒေတာလွတ်မြောက်ရေးအတွက်မယုံကြည်သူတွေကပ္ပါရီကိုမယက်မနာတိုက်ခိုက်လာကြသူတွေဖြစ်ပါတယ်။ဤစကားမှာလက်ရှိဖြစ်နေသည့်ပြည်ပခါကိုဘာသာရေးစစ်ပွဲဖြေပုံဖော်ကအာရကာတတော်နှင့်ရခိုင်ဒေတာတွင်နေထိုင်ကြသူများကို လုံးဝရန်သူတော်ဖြစ်သတ်မှတ်ထားပါတယ်။မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများအုပ်စုများကြောင့်အကွဲပြားကိုမီးလောင်ရလေပင်းရန်တုံးသည့်ငါတို့ဘက်နှင့်သူတို့ဘက်နီလန်းဖြစ်ပုံပေါ်လာခြင်းဖြင့်ဖြစ်သည်နမနီလူမျိုးရေးအရာရုံညံ့သည့်တစိကကအတုံးချခြင်း ဟောပြောသူ၃ယောက်စလုံးမှာမော့မော့ဘာကီ ဖောက်ပြန်သည်မော့စာသည်ဝဟာရကိုမိတ်ခွန်းတက်လျှောက်လုံးအာရခတတော်နေရခိုင်လူမျိုးများရည်ရွယ်ကားသုံးနှုံးကြပြီးအာရကန်တီတာကိုသူတို့ပိုင်သည်ဟုသုံးနှုံးကမဟုတ်မမှန်သည့်ဖိနေသူများဖြင့်ပုံဖော်ပြောဆိုခဲ့ပါတယ်ထို့ပြင် AR ကောင်းဆောင်ကလည်းမွတ်စလင်တိုင်းဝိုင်းကိုဖျက်ဆီးခြင်းအတွက် mock အရေးအတွက်နည်းနည်းကိုအပြစ်တင်စကားဆိုခဲ့ပါတယ် ဤအသုံးနှုန်းမှတ်ချက်စကားများကြောင့်လူမျိုးရေးအမှန်တရားကိုဖော်မနှဆိုင်သွားစေပြီးပြန်လည်တင်းမြဲရည်လန်းချောင်းမှတွေဖဲသွားစေနိုင်ပါတယ်။နံပါတ်3ဘာသာရေးကိုအသုံးချခြင်းမိခုံးများမှာသူတို့ဤအကျန်းဖက်လောက်ရများကိုမှန်ကန်ကြောင်းပြရင်ဘာသာရေးနှုတ်ကပတ်တော်များကိုအများပြကိုကားထားပါတယ်။ IRS နဲ့ RSO ခေါင်းဆောင်၂ယောက်စလုံးသည်ဘာသာရေးတာဝန်အဖြစ်ဂျီဟတ်စစ်ပွဲဖြစ်အောင်လုံးစော်ကြပြီးအရခတ်တတော်ကိုတိုက်ခိုက်ခြင်းအားဘာသာရေးအရာတာဝန်ရှိသူပဲပုံဖော်ခဲ့ပါတယ်။ IRS ကဒီနေ့ချိန်မှာငါတို့သားကြီးဟဲ့ရဲ့အရေးကြီးပုံကိုမိလျော့နေကြမယ်ဆိုရင်အလားရှင်မြတ်ဟာအကျိုးဆက်အနေနဲ့ငါတို့ကိုစိန်စာတွေပြည့်တန့်တွေပေးလာလိမ့်မယ်။ RSO ကအလားရှင်မြတ်ရဲ့အလိုတော်အတိုင်းငါတို့အတွက်လက်နက်တွေကစကားပြောကြလိမ့်မယ်။ ဒါကြောင့်ကဖာရီကိုရှင်းလင်းဖို့ငရုမွတ်စလင်တွေညီညွတ်ရမရမယ်။အရက်ဆိုကောင်းဆောင်အဘူတ်ကလည်းအတိခံတိုက်ခိုက်ခြင်းကိုမြင့်မြတ်မှုအဖြစ်ပုံဖော်ကောင်းငရုဘွဲဝင်တီဟာ1994ကနေပြီးအသက်ပေးလူခင်ကြတဲ့ဒီနေ့ချိန်ထိလည်းပေးဆက်နေတုံးပါပဲ။ငရုကရခိုင်ဒေသကိုဝင်ရောက်သွားရင်စစ်ကောင်စီစစ်တပ်ရောအရက်ခတတော်ပါပူလောင်ခြင်းတွေခံစားစေရမယ်။ သူတို့ဤအကျန်းဖက်လောက်ရက်များမကန်ကြောင်တတိပြယံဘာသာရေးကိုအသုံးချခြင်းဖြင့်ဤအကျန်းဖက်အုပ်စုများမှာဘာသာရေးခေါင်းဆောင်များဤအတံများနှင့်အလားအလျားရှိသည့်မဟာမိတ်များကိုဝေဖဲကဘာသာရေးအကွဲအပြဲများကိုပုံမနှဆိုင်စေသေးတာမကောင်ပဋိပက္ခများကိုမြင့်မြတ်သည့်စစ်ပွဲတပွဲဖန်တီးလျက်ရှိပါသည်နံပါတ်၄အရက်ခတ်တော်ကိုပြတ်မှတ်ထားခြင်း ဤလူထုစုဝေးခြင်း၏ဖော်ပြထားသည့်ဤရဲ့ချက်များထဲကတခုမှာသူတို့အဖွဲအချင်းချင်းကြားအကြမ်းဖက်ခြင်းကိုဆုံးသက်ရန်ဒုက္ခသည်စကမ်းများတွင်အင်အားတိဆောက်ရန်ဖြစ်ပါသည် တို့ရတွင် EU ရဲ့ချက်မှလွဲချော့သွားသည့်မိခွန်များမှာ IRAC ခါတတော်ကိုပြင်မှတ်ထားခြင်းပင်ဖြစ်ပါသည်။ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင်လလလက်ကြုံတွေ့နေရသည့်လူသားချင်းစာနာမှုဆိုင်ရာအခက်အခဲများကိုဖော်ပြဆွေးနွေးခြင်းထက်ဟောပြောသူများမှာ IRAC ခါတတော်တို့သာအပြစ်တင်ခဲ့ကြပါသည်။ ဥမာအဖြစ်အေယာရီကောင်းဆောင်သည့်မွတ်စလင်များကိုအာရခါတတော်ထံအပေါ်မခံရရင်ပြန်လည်တိုက်ခတ်ရန်လိုအပ်နေသည့်အနာကျနေသည့်နှွားတကောင်ကဲ့သို့တင်စားကာပြောဆိုခဲ့ပါသည်။ဤစကားသုံးလုံးများမှာစီလုံးရေအတွက်စုဝေးသည့်ရွေးချက်မှာသွေးဖွဲသွားသည့်တမကလူမျိုးရေအကွက်ပြားများကိုပါပုံမနှဆိုင်စီကပရိပခါကိုတာရှိစေနိုင်ပါသည်။ဒီဇင်ဘာလ25လူတုစုဝေးပွဲနေ့ အာဇာကားဆောင်ဒူလာဤနတိကူမိတ်ခွန်စကားဒီကမုစလင်လက်နက်ကိုင်းအုပ်စုသွားနေသည့်အန်ဒီရဲ့ရှိသည့်လမ်းကြောင်းကိုမိမောက်ထူပြနေခဲ့ပါသည်သူတို့ဤလနဲ့ကိုင်ချမ်းဖက်လောက်ရများတဲ့ဘာသာရေးအဆုံးမများကိုခြေခံကောင်းဘာသာရှင်နေနှုတ်ခတ်များကိုတုံချခြင်းဖြင့်ဒုက္ခရောက်နေကြသည့်မွတ်စလင်များတောင်းဆိုချက်ကိုထိခိုက်စေနိုင်ပါသည် အီချီနီမှာဘင်္ဂလားဒေ့ရှ်မြန်မာစစ်တပ်တို့နဲ့အီမွတ်စလင်လက်နက်ကိုင်အုပ်စုများပူးပေါင်းခြင်းကြောင့်ပိုပိုဆိုးရွားသွားစေနိုင်ပါတယ်။ဒုက္ခရောက်နေသည့်မွတ်စလင်များ၏အကျိုးစီးပွားကိုကူညီခြင်းထက်ဒီအုပ်စုများမှာနိုင်ငံများ၏မဟာပြူဟာကြသည့်အကျိုးစီးပွားများအတွက်လက်နက်တပ်ဖွဲ့အသုံးချခံနေကြရပြီးလူမျိုးရေးကွဲပြားများကိုပုံမနှဆိုင်လာစေကောင်သူတို့၏တရားဝင်မှုများပြည့်စည်လွင့်ပြယ်သွားစေနိုင်ပါတယ်။ ပြူချသည်ကပြည်ပရောက်မွတ်စလင်အရေးလောက်ရှားသူများဒီဇင်ဘာ25ရက်နေ့ဆူဝေးပွဲနှင့်ပတ်သက်၍တိတ်ဆိတ်နေကြပြီးသူတို့မိသားစုဆွေမျိုးများအဆက်အသွယ်များကိုလက်စားချင်ပြီးဆို၍ပူပန်မှုများရှိသောကြောင့်ဖြစ်နိုင်သည်ဟုယူဆရသည်။တို့ရတွင်ထိုစုယုံချင်းနှင့်ဆက်ဆက်၍တလုံးတပါရာများမဟာခဲ့သူနေဆန်းလွင်ကသူ၏ Facebook စာမျက်နှာတွင် အောက်ပါစာပိုက်ကိုရေးသားခဲ့ပါသည်။ အသိဉာဏ်ရှိတဲ့သူတွေနဲ့ပညာတတ်တွေကမြပြင်းမှာသူတို့လူထုကိုဥစားမှုပေးဖို့တုံဆိုင်နေမယ်ဆိုရင်တချို့ရာဇဝတ်ကောင်တွေနဲ့လူမျိုးတုံတပ်ဖြတ်မှုကျူးလွန်နေတဲ့မြန်မာစစ်တပ်ရဲ့ရုပ်သေးရုပ်တွေကအပြစ်မဲ့တဲ့လူတွေကိုဥစားပြီးကိုဂျိုးအတွက် ုံးချနိုင်မဲ့အခွင့်အရေးကိုယူသွားလိမ့်မယ်ဒါကြောင့်တတိပညာရှင်တွေကပညာတတ်တွေကြမှာစီလုံးဖို့ကအရင်အရှိကြီးပါတယ်။သူတို့ကပဲဥဆောင်ရမယ်တချိန်တည်းမှာပဲဒီလူထုကိုသူတို့သုံးချခံအမျက်ထုတ်ခံနေရတဲ့အခြေအနေတွေကို အသိပေးဖို့လိုပါတယ်ဟုရေးသားခဲ့ပါတယ်။ ဆိုင်ရင်သူသည်ထိုလူတူစုဝေးပွဲနှင့်ပတ်သက်၍အမြင့်များကိုမေးမြန်းရန်ထင်ရှားသည်မူစနစ်အရှိဆောင်ရွက်သူ၃ဦးကိုမေးမြန်းခဲ့ပါသည်ထို၃ဦးထဲမှတဦးသာပြန်လည်ဖြေကြားခဲ့ပြီးသူတို့အားလုံးမှအမြင့်များကိုလက်ဝတ်ထားကြပြီးထိုပွဲနှင့်ပတ်သက်၍တာမန်တတမန်ရှိ သာသာသာမချက်ပြုခဲ့ကြသည်ထိုးစုဝေးပွဲစည်းကောင်အရန်ကိုအံ့ဩသင့်စရာပေါ့ဒါပေမဲ့ဒီပွဲမှာဖော်ပြထားတဲ့ရည်ရွယ်ချက်တွေအတွက်ရှင်းရှင်းလင်းလင်းလောက်ဆောင်သွားတာမတွေ့ရပါဘူးဒီပွဲနောက်ွယ်ကအုပ်စုသူမဟုတ်လူပုဂ္ဂိုလ်တွေဟာအရန်ကိုအစွန်ရောက်ရှေးဆက်ပြီးကျွန်တော်တို့မွတ်စလင်တိုင်းဝိုင်းအတွက်တခြားအုပ်စုတွေဖန်တီးပေးကြတဲ့အကူအညီတွေနဲ့အရန်ကွဲပြားပါတယ် သူတို့ဟာကျွန်တော်တို့ရှေ့ကခေါင်းဆောင်ဟောင်းတရဲ့ဆွလွန်းလင်းနာခံမှုတွေကိုတည်အမှတ်ပြုကြဘူးသူတို့ရဲ့ရန်ပုံငွေတွေနဲ့နောက်ခံတွေရှိနေတာကိုကြည့်ရင်သူတို့ဟာစစ်သွေးကြွအုပ်စုတွေကိုထောက်ခံသူတွေဖြစ်ကြတယ်လို့ကျွန်တော်လုံးဝယုံကြည်တယ်အခုဆိုရင်သူတို့ကမုစလင်တွေရဲ့တခုတည်းသောကက်တင်ရှင်တွေဆိုပြီးအရေးတင်ကပြောဆိုနေကြပါတယ်တဟပရိပခဖြစ်စေနိုင်သလိုလမ်းလွဲသွားစေနိုင်ပါ रे ဟုတယောက်ကဆိုပါ रे ။ဤမြင်များမှာဤအကျန်းဖက်လက်နဲ့ကိုင်းအုပ်စုများဤအနည်းငယ်ရှိသည့်စကားများနဲ့လောက်ရများကိုတုံ့ပြန်ရန်ခေါင်းဆောင်မှုကို အရေးတကြီးလိုအပ်နေကြောင်းပြသခဲ့ပါသည်။ဗီဒီယိုကိုဆုံးထိနောက်ဆင်ပြီးတဲ့တော်အလုံးကိုကျေးဇူးထူပဲတင်ရှိပါရစေ။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။ Thank you